မြန်မာဘာပြည်သက်ကြီးတို့ရေကျွန်တော်ဒီနေ့တင်ဆက်ပေးခြင်းတဲ့တဲ့အကြောင်းအရာလေးကတော့စတော့ကတော့စားခဲ့ပြီးတော့လက်ရှိချိန်မှာတော့အတင်းကိုကိုရင်မဆိုင်ရဲလို့ရောင်60လုတ်သွားတဲ့ဒေါ်အယ်မွန်တင်းဆိုတဲ့တဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးခြင်းတာပဲဖြစ်ပါတယ်အဲ့တော့ဒေါ်အတင်းကိုဟာဆိုရင်သူ့ရဲ့နှုတ်ခမ်းဤတစ်ဆက်ကိုမြန်မာကျပ်ငွေတသိန်းခွင်းရောင်ချခဲ့တာဖြစ်ပြီးတော့မှအဲ့ဒီဘောမှာအနောက်မှာတိန်းတထောင်ကျော်တန်တဲ့အိမ်တလုံးကိုမဲဖောက်ပေးသွားမယ်ဆိုပြီးတော့သူကတရားဝင်ပြောဆိုခဲ့ရလဲဖြစ်ပါတယ် အဲ့လိုပြောဆိုခဲ့ပြီးနောက်ပိုင်းမှာတော့လဘောင်များတော့ကြာသည့်တိုင်ဒီတည်းကတိမ်မြုပ်ပြောက်နေပြီးတော့မှအဲ့ဟာနဲ့ပတ်သက်ပြီးတော့မှဒေါ်အယ်မွန်တင်းကတော့ဓာရီကိုမယုံဘူးသူတို့ရဲ့ပစ္စည်းတွေနော်ရောင်းရတခုရသွားပြီသူတို့လက်ထက်မှာပတ်စံရသွားပြီဆိုရင်အမှန်တကယ်သုံးဆွဲတဲ့ customer တွေကိုပြန်မကြည့်တတ်တော့ကြောင်းစသည်ဖြင့်ဒေါ်အယ်မွန်တင်းကတော့အေတင်ကိုဥတည်ပြီးတော့ဒါပညာသားပါပါပြောဆိုခဲ့ရလဲဖြစ်ပါတယ်အဲ့ဟာနဲ့ပတ်သက်ပြီးတော့မှဒေါ်အေတင်ကိုကပြန်လဲဖြစ်ရှင်းလာတာဖြစ်ပြီးတော့မှ နောက်သူ့အနေနဲ့ဒီနှုတ်ခမ်းတီတောက်တွေဆရောက်တဲ့အချိန်ကစပြီးတော့ဒီအိမ်ကြီးမဲဖောက်ပြီးဖို့အတွက်တရားဝင်စည်းရင်းတွေပြုစုနေခဲ့တာဖြစ်ကြောင်းကိုလည်းဒါအကြေတော်ဝင်အချက်လက်တွေနဲ့ပြောဆိုရှင်းပြလာခဲ့တာပဲဖြစ်ပါတယ်။ဒေါ်အေတင်ကိုကတော့ဒေါ်အေမွန်တင်းရောင်းနဲ့စိန်တဲ့ရွှေတဲ့တွေဟာသတ်သုံးပေးပြည့်ရဲဆိုပြီးအာမခံရောက်ချပြီးတော့မှတကယ်လို့မပြည့်ခင်ရင်သူ့အနေနဲ့တရားစွဲပြီးတော့မှဒေါ်အေမွန်တင်းကိုနောက်အထဲဝင်မှုပြင်ထားဆိုပြီးတော့ပြောဆိုခဲ့ရလေဖြစ်ပါတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ Adobe Elmon သင်ကတော့နော်တရားဝင်ပြန်နေဖြေရှင်းခြင်းမပြုတော့ဘဲနဲ့သူ့အနေနဲ့ညက်ပတ်တဲ့နေရာတွေကိုမတော်ဘူးသူနေရာကောင်းတဲ့အရာတွေကိုမထိတွေ့မကန်တွယ်ဘူးဆိုပြီးတော့ပညာသားဘက်ကပြန်လဲဖြေရှင်းခဲ့ရလဲဖြစ်ပါတယ်တော့ပရိသတ်တွေကတော့သူတို့နေရာပွဲဖြစ်မလားဖြစ်မလားစောင့်ကြည့်နေရတာဖြစ်ပြီးတော့မှလက်ရှိချိန်မှာဆိုရင်တော့ Adobe အသင်ကတော့ Elmon သင်နာမည်ကိုတော့ထုတ်ပြောခဲ့တဲ့အချိန်မှာတော့ Elmon သင်ကတော့ဒါ Adobe ကိုရှောင်ပဲရှောင်ပဲလုံနေခဲ့ရလဲဖြစ်ပါတယ်အဲ့တော့ဒီပွဲမှာ ရိတ်သက်ကြီးတွေကတော့တော့အေတင်ကိုနိုင်သွားခဲ့ပြီဆိုတာကိုတော့ဒါအပြတ်အသတ်အချင်းချင်းမရှိယုံကြည်လက်ခံနေကြတာပဲဖြစ်ပါတယ်အဲ့တော့တော့အေတင်ကိုဟာဆိုရင်ကြံခဲ့တဲ့လပိုင်းကလည်း US မှာနေပြီးတော့လူတကာကို blame နေခဲ့တဲ့တမီဆိုးကိုဒါမြန်မာပြည်ပြန်ရောက်လာတဲ့အချိန်မှာအမီးရအထဲကိုထည့်တာနိုင်ခဲ့တာလည်းဖြစ်ပါတယ်ဒီတင်ကြောင်းလေးကိုလည်းကျွန်တော်ရဲ့ channel ပြည့်တက်ကြီးသိရှိအောင်ကျွန်တော်တင်ဆက်ပေးလိုက်တာပဲဖြစ်ပါတယ် နောက်ဗီဒီယိုတွေမှာလည်းကျောင်းကတက်တဲ့တူပြန်လာခဲ့အောင်ပါလို့ကျွန်တော်ရဲ့ channel လေးကို like subscribe လုပ်ပြီးတော့ကြောက်မြော်အားပေးကြဖို့တောင်းဆိုလိုက်ပါတယ်ဗျာ။